ဖုတ်ဘောမှာစာရေးပိတ်သမားအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ30တင်ဆက်သွားမယ်အကြောင်းအရာပေါ့နော်အဲဘာကြောင့်လဲဖြစ်မလဲဆိုတော့လေးပြိုင်ပွဲတွေရှိတဲ့ကာလာတွေဆိုကျွန်တော်တို့ကဘောလုံးပွဲတွေပေါ့နော်အထူးသဖြင့်တော့ဒီဘောလုံးပွဲတွေအကြောင်းအများကြီးပြောပြပြီးတော့အခုလိုမျိုးလေးပြိုင်ပွဲတွေရန်သားထားတဲ့ကာလာတွေနိုင်ငံကပွဲစဉ်တွေကြားဝင်တဲ့ကာလာတွေဆိုရင်အသိမပြောဖြစ်ဘူးပေါ့မပြောဖြစ်ဘဲနဲ့ အဲ့ဒီအချိန်တွေမှာကိုပြောချင်တာလေးတွေပြောရတာဆိုတော့ဒါတွေကလူကြိုက်များတဲ့အရာတွေလူကြိုက်မများတဲ့အရာတွေလေဟိုစိတ်သိပြီးတော့ဟိုတွင်းတွင်းနေစရာမရှိဘူးပေါ့ဗျာ။တော့ကျွန်တော်ကိုယ်တိုင်ကလည်းဟိုလူကြိုက်များလောက်တောင်မှရွေးလောက်တာမဟုတ်ကိုလို့ဆက်ရှိအောင်လောက်တာဆိုတော့ဘောလုံးပွဲအချိန်တွေမှာတော့လိပြိုင်ပွဲအချိန်တွေမှာတော့ဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးလောက်တယ်မရှိတဲ့အချိန်ဆိုတော့ကျွန်တော်ကြိုက်တာလေးလောက်တယ်ပေါ့နော်ကျွန်တော်ကြိုက်တာဆိုတဲ့အထဲမှာသူ့အရာလေးတွေကြတော့ဒါ ဒါကျွန်တော်တို့ဒါပုံမှန်ကြည့်နေတဲ့သူတွေပေါ့နော်ကြည့်နေတဲ့သူတွေထဲမှာ knowledge ပဲဖြစ်ဖြစ်တွေးစရာလေးပဲဖြစ်ဖြစ်တခုရသွားအောင်လို့စဉ်းစားပြီးတော့အဲ့အချင်းလေးဆိုရင်အဲ့အဲ့အချင်းရောက်ပြီဆိုအဲ့လေးတွေးဖြစ်တယ်တွေးတဲ့အခါကျတော့ထူးထူးခြားခြားအကြောင်းအရာလေးပြောဖြစ်တယ်အခုကလည်းအဲ့လိုပဲတိတ်အခုပြောချင်တဲ့အကြောင်းအရာလေးဘာလို့စကားတွေအဲ့လိုခင်းနေလဲဆိုတော့အရန်တော့လေစိတ်ဝင်စားစရာတော့လည်းမကောင်းပါဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်ကကျွန်တော်အနေနဲ့ဆိုရင်တော့ပြောစရာတွေအရန်များတယ်နည်းနည်း ပြောစရာတွေပေါ်ကျွယ်သွားတော့အကြောင်းအရာပေါ့ဗျာဆိုတော့အဲ့ဒါဘာလဲဆိုတော့ Kerala ဆိုတဲ့အိန္ဒိယနိုင်ငံကပြည်နယ်တစ်ခုပေါ့ကံရံအရှိကြီးရှိတယ်သူ့ရဲ့မြင်တဲ့မြင်မျက်နှာတွင်ပြင်လက္ခဏာကအိန္ဒိယမှာဆိုသူကလည်းသူထိုးချမှုကရှိပြီးသားအဲ့ဒီထိုးချမှုရှိပြီးသားမှာကျွန်တော်အိန္ဒိယလို့ပြောလိုက်ရင်ကျွန်တော်တို့ကဒီ cricket တိုင်းပြည်ကြီးအနေနဲ့အိန္ဒိယဟာကမ္ဘာကျော်လဲ cricket နဲ့လဲကမ္ဘာကျော်တယ်အားကစားအနေနဲ့ဆိုရင်ပြောတာ ဒါပေမဲ့အဲ့ Kerala ကသူ့အနေနဲ့သူ့ကိုအိန္ဒိယနဲ့သူ့တို့နဲ့ကမတူအိန္ဒိယမဟုတ်တဲ့အိန္ဒိယပြည်နယ်လို့ပြောရမယ်အိန္ဒိယမဆန်တဲ့အိန္ဒိယပြည်နယ်လို့ပြောရမယ်ဆိုတော့အဲ့ Kerala မှာပဲအခါကျွန်တော်တို့ Super League Kerala ဆိုတာရှိတယ် Super League Kerala SLK လို့ခေါ်တယ်တခြားပြည်နယ်တွေနဲ့မတူပဲနဲ့ကိုပိုင်ဇေယျလက္ခဏာနဲ့ရှင်သန်နေတဲ့ Cricket League ပြိုင်ပွဲမဟုတ်ပဲဘောလုံး League ပြိုင်ပွဲ Kerala မှာဘောလုံးကိုအရင်အားပေးကြတယ် ကီရလာဟာခရစ်ကတ်ထက်ဘောလုံးကိုပိုအားပေးကြတော့ခရစ်ကတ်လုံးဝမကစားဘူးလုံးဝမကြိုက်ဘူးမဆိုလို့ Most of India ဟာခရစ်ကတ်ဖြစ်နေတဲ့အချိန်မှာပြီးတော့ခရစ်ကတ်ဟာတကယ် nationalism ရဲ့ habit ဖြစ်နေတဲ့အချိန်မှာကီရလာမှာတော့ဘောလုံးကဒါကီရလာပြည်သူရဲ့အတံပဲဒီဘောလုံးရဲ့ဟိုဘယ်လိုပြောမလဲ communal အခြေအနေတွေ ဒီကေရလာပြည်သူတွေရဲ့ဒီဟိုဘောလုံးအပေါ်မှာထားတဲ့သဘောထားရူးသွမှုဒီအရာတွေကခရစ်ကက်ထက်ပိုတယ်ဆိုတဲ့ထူးထူးခြားခြားဆိုတော့ကျွန်တော်အဲ့ဒီအကြောင်းအရာပြောကြတာဘောလုံးကပြီးတော့ကေရလာရဲ့ identity ကိုလည်းဘောလုံးကထင်ဟပ်စေတယ်အိန္ဒိယရဲ့ဟိုရှေးရိုးဆွဲတွေကိုပေါ့နော်ဖောက်ထွက်ပြီးတော့အိန္ဒိယရဲ့နည်းနည်းဘယ်လိုပြောမလဲဆိုတော့ဟို left wing အတွေးအခေါ် ရှိတဲ့နေရာလို့လည်းခေရလောက်ပြောကြတယ်သူအဲ့ဒါနဲ့တော့ unique ဖြစ်ပြီးသားဆိုတော့ကောင်းတယ်မကောင်းဘူးကျွန်တော်ပြောနေမှာမဟုတ်ဘူးเนาะဆိုတော့ခြားနားမှုကအဲ့မှာလည်းခြားနားမှုကရှိပြီးသားပြီးတော့အိန္ဒိယပြည်နယ်တစ်ခုလုံးမှာအိန္ဒိယနိုင်ငံရဲ့ပြည်နယ်တွေအားလုံးတော့မှာ education အရာခေရလာထိပ်တန်းမှာရှိတယ် healthcare system အရာခေရလာကထိပ်တန်းမှာရှိတယ်ပြီးတော့ equality အရာခေရလာကထိပ်တန်းမှာရှိတယ်ဆိုတော့ခေရလာကအဲ့ဒီအပိုင်းတွေမှာအရင်အားကောင်းတယ်ဆိုတော့ဒါကြောင့်လဲခေရလာ model ဆိုတာက ကျွေလာရဲ့ဒီပုံစံလူနေမှုပုံစံစီဝါရေးပုံစံဆိုတာကပုံမှန်ကျွန်တော်တို့မြင်နေကြကျွန်တော်တို့သိနေကြကြားနေကြတွေ့နေကြအိန္ဒိယနဲ့ကွဲပြားခြားနာတယ်အိန္ဒိယဟာဒါပြောမယ်ဆိုရင်တော့ခရစ်ကတ်တိုင်းပြီးပြီးတော့ဒါဟင်ဒူလူမျိုးတွေနေတဲ့ဟင်ဒူဘာသာဝင်တွေနေတဲ့တိုင်းပြီးเนาะဒါဒါတော့ရှင်းရှင်းလေးပဲဒါပေမဲ့ကျွေလာကကြတော့အဲအဲ့ဒီမှာမှာအဲ့ဒီအရာတွေမှာနည်းနည်းလေးခွဲထွက်နေတယ်ပုံစံမှာရှိတယ် သူတို့ရဲ့ပုံစံကဟိုဘယ်လိုပြောမလဲဆိုတော့တက်ညီလက်ညီအလုပ်လုပ်ကြတယ်ပြီးတော့အိန္ဒိယနဲ့မတူတဲ့ပုံစံတွေမှာအလုပ်လုပ်ကြတယ်သူသူတို့ရဲ့ဒီစောစောပြောတာ identity ကိုကဒီ self expression ကိုဦးစားပေးတယ် independence ဖြစ်ခြင်းကိုဦးစားပေးတယ်ဆိုတာ Kerala style အမအဲ့ဒီမှာပဲအဲ့တော့ cricket ကိုကြော်ပြီးတော့ဘောလုံးကိုပို့ကြိုက်တာလေအဲ့ဒါ Kerala style လို့ဖြစ်နေတာ ဆိုတော့သူတို့တွေကဟိုခရီလာမာကဒီ Korean community လဲကြီးမားတယ်အဲ့ဒါတွေပြောရလဲခက်ပါတယ်ထားပါတော့ကျွန်တော်ဘာသာရေးသိမပြောချင်းအဲ့ဒါဒါပေမဲ့အဲ့လိုမျိုးအားကစားမှာကိုသူတို့ပုံစံကမတူကြဘူးခရီလာရဲ့ပုံစံကဒီတခုတော့ရှိတယ်ကျွန်တော်တို့ colony အမြင့်တွယ်နေတဲ့နေရာလိုလဲပြောလို့ရတယ်သူတို့စီမာက1920လောက်ကြာမှာခရီလာမာကဘောလုံးနဲ့ပတ်သက်ပြီးတော့ 2020လောက်မှာဒီ British military ပေါ့နော်ဒီ Britain စစ်တပ်ပြီးတော့ဒီ Britain ရဲ့ရဲပေါ့သူတို့တွေကဒီဘောလုံးကိုစကစားလို့ကျွဲလာမှာကအဲ့ချိန်ကျမှာဘောလုံးကိုကောင်းကောင်းယင်းနေတာအဲ့မတိုင်ခင်ကသူကအိန္ဒိယနဲ့လဲသူကဒီလူတူရဲ့ဒေတာပေါ့နော်ဒေတာတီရှိပုံအရာပေါ့ဒါသမုဒ္ဒရာကမ်းခြေပြင်နေဖြစ်နေတယ် တော့တော့ကန်းနေပြင်းနေဖြစ်နေတဲ့အခါကျတော့အစရဲကဟိုဒီအိန္ဒိယပြည်မာကြီးเนี่ยခလန်းလာပေါ့เนาะအဲကစားနည်းတွေနဲ့ပတ်သက်ပြီးတော့လဲကယ်လာကသူ့အနေနဲ့သူဒီအေးချမ်းချမ်းလေးနေတဲ့နေရာလေးတစ်ခုပဲဟိုဘာမှတိတ်ထူထူလဲအာသာတွေဘာတွေညာတွေပိတ်တိတ်ပြီးထွန်းကားလဲအချိန်ပေါ့အဲ့ဒီအချိန်မှာပဲဒီထောင်ကော20လောက်ကြာမှတော်တော်နောက်ကြာတယ်ဆိုတော့ဒီ British Army က British ဒီ military police ဆိုတော့သူတွေကြောင့်ဘောလုံးဒါပေမဲ့အဲ့ဒီမှာဘာလဲဆိုတော့ ဘောလုံးကတော်တော်လေးလူကြိုက်များသွားတယ်တော်တော်လေးကီရလာမှာဘောလုံးကတော်တော်လေးလူကြိုက်များသွားကီရလာမှာကလွယ်လွယ်ပြောရင်မက်ဆီကိုကြိုက်ကြတယ်နေမာကိုကြိုက်ကြတယ်ခရစ်စတီယာနိုရော်နယ်ဒိုကိုကြိုက်ကြတယ်ဆိုတော့ကျန်တဲ့ဒီအိန္ဒိယမှာဒီခရစ်ကတ်ဒီနာမည်ကျော်ကစားသမားတွေကြီးတယ်အဲ့ဒီသူတွေအကုန်လုံးကိုကြိုက်တာထက်ကီရလာမှာကပိုကြိုက်တယ်ကီရလာမှာဘောလုံးကိုအရင်ကြိုက်တယ် ရလာနဲ့ဘောလုံးဟာခွဲခြားလို့မရဘူးကီရလာဟာဘောလုံးနဲ့ပတ်သက်ပြီးတော့ဟိုအရန်အစွဲလမ်းကြီးတဲ့အရန်အယူအယူမှုအားပေးတဲ့ဒါဒေသတစ်ခုအဖြစ်အကုန်လုံးကအတိမတ်ပြုထားကြတယ်သူတို့တွေကဘောလုံးရဲ့လွှမ်းမိုးမှုကိုခံဒီကောင်းကောင်းလက်ခံထားရတဲ့ဆိုတဲ့ပြည်နယ်တစ်ခုလည်းဖြစ်တဲ့ကီရလာရဲ့ကမ်းခြေတွေကိုသွားရင်ကျွန်တော်တို့ကလူငယ်လေးတွေနိုင်ငံတကာ ဒီလေပြင်းစင်အသင်းတွေရဲ့အင်ဂျီတွေပေါ့ပေါ်တူဂယ်အင်ဂျီဘရာဇီးလ်အင်ဂျီအာဂျင်တီးနားအင်ဂျီအီတလီအင်ဂျီအစရှိသဖြင့်အဲ့လိုမျိုးတွေကစားနေကြရတဲ့လူငယ်တွေအများကြီးကိုတွေ့ရတယ်ပြီးတော့ကယ်လာမာကအရှင်းမဥရောပထက်စာရင် တောင်အမေရိကပေါ့နော်တောင်အမေရိကပေါ်တူဂယ်ကတော့နည်းနည်းလက်တဲ့လက်တင်စံတဲ့အတွက်အဲ့ဒီဘက်ကိုလည်းသူတို့ပိုတော်တော်လေးအားပေးကြတယ်သူတို့နေတဲ့ထိုင်တဲ့ပုံစံကဒီအာဂျင်တီးနားသို့မဟုတ်ဘရာဇီးလ်သို့မဟုတ်ပေါ်တူဂီသို့မဟုတ်စပိန် လို့နေရာမျိုးလက်တင်ဆန်တဲ့အရေးအငွေနဲ့နေရာလေးလို့လည်းပြောလို့ရတယ်လို့အရင်ချမ်းသာတဲ့ပြည်နယ်တော့မဟုတ်ဘူး working class culture ဒါပေမဲ့ဘောလုံးကကေရလာရဲ့ကျွန်တော်တို့ဒီ state မှာအရန်ကိုအားကောင်းတဲ့ company ကြီးတွေရှိတယ်ပေါ့သူတို့ပြည်နယ်အတွင်းအနေနဲ့အဲအဲ့ဒီ company ကြီးတွေက sponsor ပေးပြီးတော့အဲ့ဒီကေရလာရဲ့နာမည်ကြီးထင်ရှားတဲ့ company တိုင်းပေါ့နော် ကုမ္ပဏီဆိုတာက industrial teams တွေပေါ့နမကြီးစမှုလုပ်ငန်းကြီးတွေအကုန်လုံးကဘောလုံးကလပ်တွေကိုပိုင်ဆိုင်ထားကြတယ်ပိုင်ဆိုင်ထားကြပြီးတော့ဥပမာအဖြစ်ဒီ uranium uranium ထုတ်တဲ့ဒီကုမ္ပဏီရှိမယ်သူတို့စီကလည်းဒီဘောလုံးအတင်းတင်းကိုပိုင်အတင်းတင်းရှိတယ်အဲ့လိုအဲ့လိုမျိုးဒီ Kerala ရဲ့ဒီဘောကနမကြီးဆောက်လုပ်ရေးကုမ္ပဏီရှိမယ်အဲ့ရလည်းကိုပိုင်ဘောလုံးတင်းရှိတယ်သူတို့အဲ့လိုမျိုးအားပြန်ကြတာ ဆိုအားပြန်ကြပြီးတော့သူတို့သူတို့လိပြိုင်ဝင်တဲ့သူတို့သူတို့လူကြီးနဲ့သူတို့လည်းတော်တော်လေးအောင်မြင်တဲ့ပြိုင်ပွဲတစ်ခုအဖြစ်ရှိတယ်ဒါကြောင့်ဒီသူတို့ Super League Kerala ဆိုပြီးတော့ကိုပိုင်ကိုပိုင်ပေါ့နော်ကို constitution နဲ့ကို tradition နဲ့ကိုပိုင်ဘောလုံးပြိုင်ပွဲတစ်ခုတော်တော်လေးအောင်မြင်မြင်ကျင်းပနိုင်လို့ပြောလို့ရတယ်ဆိုတော့အဲ့မှာဟိုပရိသတ်တွေကအများအပြည့်တယ် Kerala ကဘောလုံးပွဲတွေမှာပရိသတ်တွေကအများအပြည့်တယ်ပြီးတော့ Kerala ကိုပိုင်ဘာသာစကားလည်းရှိတယ်အဲ Kerala ရဲ့ ဖန်ကက်ချာကီရလာရဲ့ဒီကိုယ်ပိုင်ဘာသာစကားကိုယ်ပိုင်အရင်ကြီးမှုကိုယ်ပိုင်အားပေးတဲ့ပုံစံယဉ်ကျေးမှုဆိုတာကတော့ကွဲပြားနေတာမျိုးတော့မဟုတ်ပါဘူးလေဒါပေမဲ့သူတို့သူတို့ရဲ့ဒီဟိုပုံစံလေးကသူတို့ရဲ့ဟိုဟာလေးကနေတဲ့ထိုင်တဲ့ဒလီစရိုက်လေးကနည်းနည်းလေးတော့ကွဲတယ်ကီရလာကကီရလာကရုပ်ရှင်တွေကျွန်တော်ကြည့်တဲ့အခါကျရင်လည်းတခါကြရင်ဒီကီရလာဟိုအခြေပြုပြီးတော့ဇိုင်းရင်တည်ထားတဲ့ဇလန်တွေပါကျင်းတယ် အကယ်လာကကြည့်ရတော်တော်လေးလှတယ်တော်တော်လေးလှတယ်တော်တော်လေးလှပြီးတော့ဟိုမြင်ကွင်းတွေကအိန္ဒိယမဆန်ဘူးလို့ခံစားရတယ်ဆိုတော့အထားပါတော့အဲ့အဲ့ဒီမှာကျွန်တော်တခြားအကြောင်းပြောချင်တာမဟုတ်ပါဘူးဒီကယ်လာခရစ်ကက်ထက်ဒီဘောလုံးကိုပိုကြိုက်တဲ့ဒီထူးခြားခြားပြည်နယ်တစ်ခုပေါ့နော်ဒါဘောလုံးဘောလုံးကယ်လာမှာတော့ဘောလုံးဆိုတာကဟိုကျွန်တော်လွယ်လွယ်ပြောရင် modern sport ပဲသူတို့ကဘောလုံးဆိုတာကသူတို့ရဲ့ it's a way of life လို့ပြောလို့ရတယ်ပုံစံမျိုး သူတို့က entertainment တတ်တတ်လည်းမဟုတ်ဘူး SL SLK က Super League Kerala ကသူတို့အမြဲတမ်းလဲတာဟာစဉ်းစားမပြတ်ရှိနေမယ့်အရာဘောလုံးကိုအရန်အားပေးတယ်ဆိုတော့နေရာတခုအိန္ဒိယမှာတော့တကယ်လို့တော်တော်ထူးထူးခြားခြားပဲဆိုတော့အထူးအားအလီပြောချင်တာပါ Kerala ဆိုတော့ကဟိုစိတ်ဝင်စားတဲ့သူတွေလည်းကျွန်တော် YouTube မှာပဲဖြစ်ဖြစ် Google App မှာပဲဖြစ်ဖြစ် Kerala ကိုရှာကြည့်လို့ရတယ် Kerala ဟာဒီ cricket ကိုလည်းနည်းနည်းစန့်ကျင်တဲ့အမြင်ရှိတယ်လို့လည်း ြောလို့ရတယ်ကေရလာဟာ centralization ကိုဘဟုချုပ်ကင်မှုကိုစန့်ကျင်တဲ့အမြင်ရှိတယ်လို့လည်းပြောလို့ရတယ်နောက်ထပ်တစ်ခုနည်းနည်းလေးခက်မြင့်မြင့်ပြောရရင်ကေရလာက nationalism ကိုစန့်ကျင်တဲ့အမြင်ရှိတဲ့ဒီ community လို့လည်းပြောလို့ရတယ်အဲ့ဒီမှာအဲ့ဒီအရာတွေအတွက်သူတို့ဘာနဲ့အတူကျွန်တော်တို့မြင်ရလဲဆိုတော့ဘောလုံးကိုတခြားပြည်နယ်တွေကပိုကြိုက်တယ် cricket ကိုတခြားပြည်နယ်တွေကပိုစန့်ကျင်တယ်ပိုမုန်းတယ်လုံးဝမကစားဘူးလို့မဆိုလို့ပေါ့တခြားပြည်နယ်တွေကဟိုအလေးထားမှုတော်တော်နည်းတယ် ဆိုတော့ဒါကဒါ career life ပုံစံနောက်တစ်ခုကဟိုသူတို့က Latin America သုံးပြီးတော့ဒီ Latin နိုင်ငံတွေနဲ့လည်းတော်တော်လေးအခြေဆက်အားကောင်းတယ်ဆိုတော့ဒါကြောင့်အိန္ဒိယနဲ့မတူတဲ့အိန္ဒိယပြည်နယ် cricket ထက်ကြော်ပြီးဘောလုံးကိုကြိုက်တဲ့ပြည်နယ်တခုဖြစ် career life ကိုကျွန်တော်တို့ဒါမြင်ရတယ်ပေါ့နော်ဆိုတော့ဒါရော career နဲ့ပတ်သက်တဲ့အကြောင်းအရာကိုတုံ့ပြန်တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ football မှာဆိုပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်